။အေယာဝတီတိုင်းဒေသကြီးဟင်္ဒရာမြို့နယ်ကရုံတလင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုကိုတာဝန်ကရက်ဆက်လိုက်တဲ့အပေါ်မကျေနပ်တဲ့ပြည်သူတို့ချို့လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ခွန်ဘတာတင်ဆက်ထားတာရှုစားနိုင်ပါပြီရှင်။ရုံတလင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုကိုတာဝန်ကရဆဲလိုက်တာနဲ့ပတ်သက်ပြီးပြင်ချင်လို့ဒေသခံအချို့ဟင်္ဒရာမြို့မှာနိုဝင်ဘာလ24ရက်နေ့ကတွားရောက်ဆန္ဒပြခဲ့ကြတာပါ ခြေရွာအုပ်ချုပ်ရေးမှုဥက္ကဋ္ဌကြီးဟာအများအတွက်ဆောင်ရွက်တာမန်ကန္တာကြောင့်ဒေသခံတွေကသူ့ကိုတာအုပ်ချုပ်ရေးမှုအဖြစ်ပြန်ခန့်ပေးဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။ကျမတို့ပြည်သူလူထုကမမှန်မှန်ဆန်ရက်တယ်။မရှိတဲ့လူဟာရှိတဲ့လူဟာအကုန်လုံးလူရန်သားမခွဲချအောင်။အဲ့ဒါကိုကျမတို့ကလိုလားတယ်။အဲ့ဒါပဲတောင်းတာတယ်။ကျွန်တော်တို့အများပြည်သူတင်မြှောက်ထားတဲ့အုပ်ချုပ်ရေးမှုတယောက်ကိုတိုင်းဒေသကြီးအစိုးရတာဝန်ကရက်စဲပိုက်တယ်ဆိုတာပွင့်လင်းမြင်သာမှုမရှိတယ်လို့ကျွန်တော်တို့ပြည်သူတွေရဲ့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေချိုးပေါက်ခံလိုက်တာ။ ဒေသနာထောက်ပေါ်ပွဲမှာဒေသခံလူအင်အား300ကျော်ပါဝင်ခဲ့ပြီးမြို့နယ်ရဲတပ်ဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်။ဥအောင်မြတ်ကျော်တစောင်းရှိကစတင်ပြီးနတ်မော်လန်းမန်းပခိုင်လန်းနဲ့ဆွေစင်တေလန်းအတန်းချီတက်ခဲ့ကြပါတယ်။မြို့နယ်ဥကျုံရမှုရုံရှိမှာလည်းတွားရောက်ဆန္ဒပြတောင်းဆိုတာတွေပြုလုပ်ခဲ့ကြပါလိမ့်။ပညာတော်အဲ့ပညာတော်ကိုနှိမ့်ချလိုက်ပြီးတော့လေမဟုတ်တယ်လို့တင်ကြီးတို့လားမသိဘူးတော့။အဲ့နှစ်ယောက်လည်းဒီမှာအားလည်းကြားတယ်လိုက်လာတာတိကျမခက်ဆိုင်လို့ရတယ်။ဟုတ်တယ်လို့လည်းကြားတယ်တော့ရွာတွေကအနေစုပါလေဒီကောင်ဟုတ်တယ်။ တဝန်ကနေရဆက်ခံထားရတဲ့ယုံတလင်းကျေးရွာဥချိုရင်မှုဟာ NLD ပါတီဝင်ဖြစ်ခဲ့ဘူးလားပုံမှန်၄၃၆ပြင်ဆင်ရေးမှာဥဆောင်လုပ်ခဲ့လားလူအခွင့်အရေးအဖွဲ့တွေမှာလှုပ်ခဲ့ဘူးလားစတဲ့မေကုံ၁၃ချက်နဲ့ဇွန်လ၁၉ရက်နေ့ကစစ်ဆေးခံခဲ့ရပြီးလေးလကျော်အကြာနိုဝင်ဘာလ၁၄ရက်နေ့မှာတိုင်းဒေသကြီးအစိုးရဖွဲ့စည်းမှန်ခန့်ခွဲရေးကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ တာဝန်ကနေရဆက်ခံခဲ့ရတာဖြစ်ပါတယ်။အုတ်ချုပ်ရည်မှုဥခိုင်မြေကတော့သူ့ကိုဥပဒေမဲ့တာဝန်ကနေရဆက်တာဖြစ်တယ်လို့ပြောပါတယ်။တာဝန်မှရဆက်တဲ့စာထွက်လာတော့လေခံလုံနဲ့ကြောင်းပြချက်နဲ့ဘယ်အကြောင်းတရားကြောင့်ဘယ်ဖြစ်ပြီးကျင်းလို့ဘယ်ဥပဒေအရတာဝန်မှရဆက်တယ်လို့ကြောင်းပြချက်တစုံတရာခံလုံသွားမှရှိဘူး။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အခုလိုအရေးယူဆောင်ရခြင်းဟာဥပဒေမဲ့အမ်တရားဥပဒေမဲ့ဥပဒေနဲ့မညီအစိုးရတရားကကျွန်တော်ပေါ်ဘူးတမင်သက်သက်အရေးယူတယ်လို့ကျွန်တော်ထင်တယ်။ နောက်တစ်ချက်ကကျွန်တော်ခုလိုဆောင်ရွက်တဲ့မှာကျွန်တော်ရဲ့ဒီကြည့်ရပြည်သူလူထုပေါ်မှာမှားယွင်းတဲ့လှုပ်ဆောင်ခဲ့တဲ့တခုမှမရှိဘူးဥပဒေနဲ့အညီတည်တဲ့ဥပဒေတရားကိုလည်းမချိုးဖောက်ဘူးကိုကျင်တရားလည်းမပြတ်ယွင်းဘူးတာဥပဒေနဲ့ညီပေးရတော့အထက်မှတောင်းတာကိုထမ်းဆောင်တယ်အခက်လည်းဆောင်မှုလည်းလုံးဝမရှိတဲ့ကျွန်တော်တို့အုပ်ချုပ်မှုတရားကိုတိုင်းဒေသကြီးဆိုရနဲ့ဆိုရနေခုလိုဖြုတ်တာဟာဘယ်လိုအကြောင်းတရားကဖြုတ်တယ်ဆိုတာကျွန်တော်ရားမနေနိုင်အောင်ဖြစ်တယ်တာဝန်ကရဆဲခံထားရတဲ့ခြေရအုပ်စုအုပ်ချုပ်ရေးမှုဦးခိုင်မြေဟာ 2023ခုနှစ်ဇန်နဝါရီလကဒေတာခံပြည်သူတွေရဲ့ရွေးချယ်မှုနဲ့အုပ်ချုပ်ရေးမှုအဖြစ်တင်မြှောက်ခဲ့တာပါသူအနေနဲ့ရုံတင်းချေးရွာအုပ်စုအုပ်ချုပ်ရေးမှုတာဝန်ထမ်းဆောင်ခဲ့တာနာနေနေပါအကြာမှာတာဝန်ကရစဲခံခဲ့ရတာဖြစ်ပါတယ်ကျွန်တော်ခွန်ပါတာပါ